မင်္ဂလာပါတည်နေမီဒီယာကွန်ရဲ့ NNG တည်နေဌာနရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေထက်ကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊စောင်းမားတွေ၊ဆက်သွယ်မေးမြန်းချက်တွေအပြင်နိုင်ငံတကာနဲ့ဒေသအတွင်းကသတင်းတွေကိုစုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ NNG ရဲ့ podcast ထုတ်လွှင့်ချက်တွေကိုတိုက်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှနားထောင်ရင်လည်းရပါတယ်။ကျမအမီပါ။ ဒီနေ့သတင်းတွေထဲမှာတော့ကချင်ပြည်ဖားကန့်ကြောက်စိမ့်ဒေသတွေကစစ်ကောင်စီတပ်ရဲ့လူခွင့်ရေးချိုးဖောက်မှုတွေအကြောင်းအပြည့်ရက်ကာလတလထတ်တိုးတယ်လို့ညီနောင်မဟာမိတ်သုံးဖွဲ့ကကြေညာလိုက်ပါတယ်။ဆက်ဆောင်နေရတာကိုရေထက်ကြီးလို့နှစ်ထပ်ကွမ်းဒုက္ခရောက်နေရတဲ့အိန္ဒိယမြန်မာနယ်စပ်ကစစ်ဘေးရှောင်တွေအရေးပေါ်အကူအညီတွေလိုအပ်နေကြပါတယ်။ရုရှား၊ယူကရိန်းဒုတိယအကြိမ်ဆွေးနွေးပွဲဟာကြီးမားတဲ့ရလဒ်တွေမရဘဲပြီးဆုံးခဲ့တဲ့အကြောင်းတွေကိုနားဆင်ရဖို့ရှိနေပါတယ်။ ်အခုတော့နိုင်ငံတွင်းကသတင်းတွေကိုတင်ဆက်ပေးမှာပါ စစ်ကောင်စီတပ်ဖွဲ့တွေကကချင်ပြည်ဖက်ကန်ကြောက်စိမ့်ဒေသကိုရောက်သွားပြီဖြစ်တယ်လို့လူခွင့်ရေးချိုးဖောက်ကျွလွန်တဲ့သတင်းတွေလည်းထွက်ပေါ်လာနေပါတယ်။စစ်တပ်ကပြစ်လိုက်တဲ့လက်နက်ကြီးကြီးတလုံးကတော့ဖက်ကန်မြို့နယ်လုံခင်းချေးရွာအုပ်စုထဲမှာကြားရောက်ပောက်ကွဲခဲ့ပါတယ်။ဒီလိုမျိုးဟိုကြားရောက်ပောက်ကွဲတာကတော့ဒီနေ့နေ့လယ်တနားရီကျော်လောက်မှဖြစ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီပောက်ကွဲမှုကြောင့်ကြောက်စိမ့်တူဖော့ရေးကုမ္ပဏီကဝန်ထမ်း၂ယောက်သေဆုံးပြီးတော့၁၀ယောက်ထက်မနည်းကတော့ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။တချို့ကတော့ ီပောက်ကွဲမှုဟာလက်နက်ကြီးကြီးကြရောက်ပောက်ကွဲတယ်လို့ပြောနေကြသလိုအတချို့ကတော့လုတ်ကွက်တစ်ခုတည်းကပောက်ကွဲမှုဖြစ်ခဲ့တာလို့လည်းပြောဆိုနေကြပါတယ်။နောက်ပြီးတော့စစ်ကောင်စီစစ်ကြောင်းဟာဆိုရင်ဒီလုံခင်းကျေးရွာအုပ်စုထဲမှာပဲရှိနေတဲ့ကြောက်စိမ့်လုတ်ကွက်တချို့ကိုလည်းမိရှုဖြက်စီးနေတယ်လို့ဒေသခံတွေကပြောကြပါတယ်။လုံခင်းကျေးရွာအုပ်စုထဲမှာရှိတဲ့ဒီမော်စီစာရွာကလုတ်ကွက်ကိုဒီကနေ့မနက်ပိုင်းမှာမိရှုဖြက်စီးခဲ့တယ်လို့ဒီဘက်ဖိုကားတွေကိုလည်းမိရှုဖြက်စီးနေတာလည်းရှိတယ်လို့ဒေသ သားခံအမျိုးသားတက်ကပြောပါရယ်တစ်သုံးလုံးကြောက်စိတ်2ဖော်ရီလုတ်ွက်ထဲမှာရှိတဲ့ဘက်ဖိုးကားတွေနဲ့ဆက်ရန်ရတချို့ကိုမိရှုဖြက်စီးသွားတာလို့ဆိုပါရယ်မေလ31ရက်နေ့တုန်းကဆိုလို့ရှင်လဲဒီမော်ဇီဇာရွာကကြောက်စိတ်လုတ်ွက်နေရ3-4ခုလောက်ကဆက်ရန်ရတွေအပြင်အဆောက်အုံတချို့ကိုပါမိရှုဖြက်စီးခဲ့တာတွေရှိတယ်လို့ဒေသခံတွေကပြောကြပါရယ် အင်အားတရာလောက်ပါတဲ့စစ်ကောင်စီစစ်ကြောင်းတစ်ချောင်းကဒီမော်စီစာရွာမှာရှိတဲ့ဖျားကုန်းမှာတက်ဆွဲထားလိုက်ပါတယ်။ဖကန့်ဒေတာကိုပြန်လဲထိန်းချုပ်နိုင်ရေးကြိုးပမ်းနေတဲ့စစ်ကောင်စီစစ်ကြောင်းကမေလ29ရက်ရစပြီးတော့ဒီလုံခင်းကိုဝင်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့နှစ်ဖက်ကြားတိုက်ပွဲတွေဖြစ်ခဲ့ပြီးတော့ဒီတိုက်ပွဲထဲမှာဆိုရင်ပြည်သူ9ယောက်လောက်သေဆုံးမှုရှိခဲ့ပါတယ်။ အပြစ်ရဲ့ကာလကိုတလားထတ်တိုးတယ်လို့ညီနောင်မဟာမိတ်သုံးဖွဲ့ကကြေညာလိုက်ပါတယ်။ငလင်နဲ့ဆက်ဆက်တဲ့လုပ်ငန်းတွေပြန်လည်ထူထောင်ရေးကိစ္စတွေဆက်ပြီးတော့လုပ်နိုင်ဖို့အတွက်အချိန်ထတ်လို့နေတာကြောင့်အခုလိုမျိုးအပြစ်ရဲ့ကာလကိုထတ်တိုးရတာလို့ဆိုပါတယ်။လူသားချင်းစာနာမှုဆိုင်ရာတစ်ဖက်သက်အပြစ်ခတ်ရဲစေးရေးကာလလို့လည်းသူတို့ကပြောပါတယ်။အာဒီကာလကိုတော့ဒီဂျွန်လ2ရက်နေ့ပေါ့နော်မနေ့ကနေအာဂျွန်လ30ရက်နေ့အထိနောက်ထပ် တလထတ်တိုးလိုက်တာလို့ညီနောင်မဟာမိတ်သုံးဖွဲ့ကမနေ့ကထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါရယ်အပြည့်ရဲ့ကြေညာလိုက်တဲ့အချိန်ကစပြီးတော့ဒီညီနောင်မဟာမိတ်သုံးဖွဲ့နဲ့စစ်ကောင်စီတပ်တို့အကြားက တိုက်ပွဲဖြစ်နေတဲ့နေရာတွေမှာမိမိကိုကိုမိမိဒီခုခံကာကွယ်တဲ့တုံ့ပြန်မှုမျိုးကလွဲရင်ပေါ့နော်စတင်ထိုးစစ်ဆင်တဲ့တိုက်ခိုက်မှုမျိုးတွေကိုလုံးမမဟုတ်ဘူးလို့ဆိုပါတယ်တအန်းတက်မလို့ DNL ကိုကန့်တက်မလို့ MNDAA အာရခတက်တော် AA တို့ဟာဒီမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်ကြီးနောက်ပိုင်းမှာတော့ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နိုင်ဖို့ဧပြီလနဲ့မေလမှာလဲအပြည့်ရဲ့ အဲခဲကြတာဖြစ်ပါတယ်ဆိုတော့စစ်ကောင်စီဘက်ကလည်းဂျွန်လာကုံအထီးအပြစ်ခတ်ရက်စဲတယ်လို့ထပ်ပြီးတော့ကြေညာထားပါတယ်စစ်ကောင်စီကအပြစ်ရက်တယ်ဆိုတာအာဆိုတဲ့အထဲမှာပေါ့လေနော်ဒီမီးရှို့တာပါမပါတော့ရှင်းရှင်းလင်းလင်းမပြောထားပါဘူးဆိုတော့အပြည့်ရထတ်တိုးတယ်လို့ကြေညာလိုက်ပေမဲ့စစ်တပ်ကရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ဒီညောင်ရွှေမြို့နယ်တဲကရေပူနဲ့ဖျားတောင်ရွာကအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတယ်လို့ဒေသခံတွေကပြောပါတယ် ညောင်ရွှေမြို့နယ်ထဲမှာစစ်ကောင်စီတပ်နဲ့စစ်ကောင်စီလက်အောက်ခံဒီပို့ပြည်သူစစ်အဖွဲ့ PNO ကစစ်ကြောင်းထိုးလာပြတဲ့နောက်ဒေသခံတွေရဲ့အိမ်တွေကိုမိရှုဖျက်ဆီးနေတယ်လို့ဒေသခံမျိုးသမီးတယောက်ကပြောပါရယ်ဂျွန်လ2ရက်နေ့မနေ့ကဒီညနေ4နာရီလောက်မှာအိမ်တွေကိုလိုက်ပြီးတော့မိရှုသွားတာလို့ဆိုပါရယ်အိမ်ဘယ်နှလုံးမိလောင်သွားလဲဆိုတာကိုတော့အတိအကျမသိရသေးဘူးလို့လည်းပြောပါရယ်ရွာသားတွေကတော့ဒီစစ်တပ်နဲ့ပို့ပြည်သူစစ်အဖွဲ့တွေစစ်ကြောင်းဝင်လာကြတဲ့ကကြောက်လန့်ပြီးတော့ဘေးလွတ်ရာကိုတိမ်းရှောင်နေ 家吧，哎、eh?。 စစ်ရှောင်နေရတာကိုရေတွေထက်ကြီးလာလို့နှစ်ထက်ကွန်းဒုက္ခရောက်နေကြတဲ့လူတွေအကြောင်းကိုပြောပြချင်ပါတယ်။ရေကြီးလာလို့ဒီအိန္ဒိယမြန်မာနယ်စပ်ကအာစစ်ဘေးရှောင်တွေဟာအရေးပေါ်အကူအညီတွေလိုအပ်နေကြပါတယ်။အိန္ဒိယမြန်မာနယ်စပ်မီဇိုရမ်ပြည်နယ်ထဲကမြန်မာစစ်ဘေးရှောင်တွေဟာရေဘေးနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။မီဇိုရမ်ပြည်နယ်တောင်ဘက်ဆုံးအာလောင်တလိုင်ခရိုင်တွေ့ချင်းရွာနဲ့ဒီကာကီရွာတဲကရွာတဲကိုပေါ့နော်စစ်ဘေးရှောင်နေကြတယ်ပလောဝမြို့နယ် တဲ့ကစစ်ပေးရှောင်းတွေဟာအခြေခံစားနပ်ရိက္ခာနောက်ပြီးတော့စေဝါပြီးတော့ဒီမိုးကာတွေအရေးပေါ်လိုအပ်နေတယ်လို့ပလက်ဝလူသားချင်းစာနာကူညီရေးဌာနတာဝန်ခံဆလိုင်းတန်းစုကပြောပါတယ်မိုးအဆက်မပြတ်ရွာနေတာကြောင့်မေလ31ရက်နေ့ကစပြီးတော့ရေကြီးလာခဲ့တာပါစစ်ပေးရှောင်းတွေရဲ့အိမ်တွေပြီးတော့ဒီအတုံးဆောင်ပစ္စည်းတွေနဲ့စုဆောင်ထားတဲ့စာနပ်ရိက္ခာတွေဆုံးရှုံးသွားတယ်လို့ဆလိုင်းတန်းစုကပြောပါတယ်ကလတန်မြေကြီးမှုကြောင့်အာကာကီစစ်ဆောင်စခန်းကအိမ် ်အလုံးရေ80နီးပါးနောက်ပြီးတော့တွေ့ရင်စစ်ဆောင်စခန်းကအိအလုံးရေ20နီးပါးပျက်စီးသွားပါတယ်ဆိုတော့လူဦးရေကတော့အယောက်680လောက်ကရေပေးတင်နေတာဖြစ်ပါတယ်ခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုပြောပြပါမယ်။ရုရှားယူကရိန်းဒုတိယအကြိမ်ဆွေးနွေးပွဲဟာကြီးမားတဲ့ရလဒ်တွေမရဘဲနဲ့ပြီးဆုံးခဲ့ပါတယ်။ စစ်တုံးပန်းတွေနဲ့နှစ်ဖက်စစ်သားတွေရဲ့ရုပ်ကျွင်းတွေကိုအပြန်လန်လဲလှယ်ဖို့ပဲသဘောတူညီချက်ရခဲ့ပါတယ်။ရုရှားကနေရာတချို့မှာ၃ရက်အကြာဒီအပြစ်ရဖို့အဆိုပြုပေမဲ့ယူကရိန်းဘက်ကအကြောင်းမပြန်ဘူးလို့ဆိုပါတယ်။ယူကရိန်းဘက်ကတော့ရပ်ပေါင်း30ကြီးရည်လေးတိုက်ခိုက်မှုတွေအလုံးကိုရထားဖို့ဆွေးနွေးပွဲမတိုင်ခင်ကတည်းကရုရှားကိုအဆိုပြုလွှာပေးထားခဲ့တယ်လို့လည်းဆိုပါတယ်။ဒါပေမဲ့နှစ်ဖက်အဆိုပြုချက်တွေကိုအသေးစိတ်မဆွေးနွေးနိုင်ခဲ့ပဲဆွေးနွေးပွဲကတနအိုင်လောက်ပဲ ြာခဲ့ပါတယ်။ဆွေနှင်းပွဲဟာအပြန်အလှန်လှုပ်ဆောင်ခဲ့တဲ့ဒီ drone တိုက်ခိုက်မှုအရှိန်ကြောင့် အဲ့ဒီအချိန်တွေရပဲလွှမ်းမိုးနေတယ်လို့လည်းဒီနိုင်ငံတကာသတင်းတွေမှာဆိုထားပါတယ်တုံပန်းလဲလဲမှုအနေနဲ့တော့ဒီနာမကျန်းဖြစ်နေတဲ့သူတွေနောက်ပြီးတော့မတန်ဆွမ်းတဲ့သူတွေနဲ့အသက်25နှစ်အောက်တုံပန်းတွေကိုဦးစားပေးပြီးတော့ဟိုလဲလဲသွားမယ်လို့လည်းသဘောတူညီခဲ့ကြပါတယ်။ဒါအပြင်နှစ်ဖက်တပ်ဖွဲ့တွေကစစ်ကြောင်းတွေမှာဒီစစ်ပွဲတွေထဲမှာပေါ့လေတေဆုံခဲ့တဲ့စစ်သားရုပ်ကျွင်းအာတပေါင်း2000လောက်ကိုလည်းအပြန်အလှန်လဲလဲဖို့သဘောတူညီခဲ့ကြပါတယ်။တနင်္လာနေ့က တူရကီနိုင်ငံအစ္စတန်ဘူမြို့မှာလုပ်ခဲ့တဲ့ဆွေးနွေးပွဲဖြစ်လာဖို့ကတော့အမေရိကန်သမ္မတဒိုနယ်ထရမ့်ကကြားဝင်တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ အခုတော့ဒီသားတွင်သတင်းတပုတ်ကိုပြောပြပါမယ်။ထိုင်းကမ္ဘောဒီးယားနယ်စပ်အငင်းပွားမှုနဲ့ပတ်သက်လို့ကမ္ဘောဒီးယားနိုင်ငံကကမ္ဘာတရားရုံး ICJ ရဲ့အဆုံးဖြတ်ကိုခံယူဖို့တိုင်ကြားမယ်လို့ပြောလိုက်ပါရယ်။ထိုင်းနိုင်ငံကသဘောတူတာပဲဖြစ်ဖြစ်မတူရင်ပဲဖြစ်ဖြစ်ပေါ့လေ။ဒီကမ္ဘောဒီးယားကတိုင်ကြားသွားမှာဖြစ်တယ်လို့ဝန်ကြီးချုပ်ဟွန်ဆန်ကလွတ်တော်နဲ့မီဒီယာတွေကိုပြောခဲ့တာဖြစ်ပါရယ်။နယ်စပ်အငင်းပွားမှုဖြစ်ခဲ့တဲ့နေရာတွေတဲကတနေရာမှာဒီမကြသေးခင်ကတော့ပြစ်ခတ်မှုဖြစ်ခဲ့ ဲ့ပြီးကမ္ဘောဒီးယားဘက်ကစစ်သားတယောက်တေဆုံးခဲ့တာဖြစ်ပါတယ်။အဲဒီနောက်နှစ်နိုင်ငံစစ်ခေါင်းဆောင်တွေတွေ့ပြီးတော့ဒီတက်တွေနောက်ဆုတ်ပြီးတော့ဒီပြဿနာတွေကိုနယ်စပ်ပူးပေါင်းကော်မတီမှာဆက်ပြီးတော့ဆွေးနွေးဖို့သဘောတူခဲ့ကြပါတယ်။ ဒီအစည်းအဝေးမတိုင်ခင်မှာနှစ်ဖက်စလုံးကစစ်တပ်တွေကိုအရန်တင့်ပြင်ထားကြပါတယ်။ထိုင်းနိုင်ငံသားရေးဝန်ကြီးကငြိမ်းချမ်းစွာဖြည့်ရှင်ဖို့အလားလာရှိပါတယ်လို့ပြောနေချိန်မှာပဲဒီထိုင်းစစ်တပ်ကတော့ဖြစ်လာမဲ့ဘလို့အခြေအနေမျိုးကိုမစိုးဖြည့်ရှင်ဖို့အဆင်သင့်ဖြစ်နေပြီလို့ပြောထားပါတယ်။ 1962ခုနှစ်ကလည်းနယ်ဆက်အငင်းပွားမှုကို ကမ္ဘာတရားရုံးမှာကြားနာခဲ့ရမှာတော့ဒီနာမည်ကြီးရှေးဟောင်းဖရာတဆူကိုကမ္ဘောဒီးယားကပိုင်ဆိုင်တယ်လို့ဆုံးဖြတ်ခဲ့မှုပါတယ်။နောက်ထပ်တစ်ပုဒ်ကတော့အခုမြန်မာတွေတော်တော်များများသုံးစွဲလာနေတဲ့ Starlink Internet အကြောင်းပါ။လာမယ့်တစ်နှစ်အတွင်းမှာအသစ်ထွက်လာမယ့် Starlink Version 3ကဒီ download မြန်နှုန်းဟာဆိုလို့ရှိရင်တစ်စက္ကန့်ကို1 terabyte ရှိမယ်လို့ကြေညာပါတယ်။ Internet လုပ်ငန်းရှင် တီကမ္ဘာအချမ်းသာဆုံးတထေးကြီး Elon Musk က Starlink version 3ကိုလာမဲ့6လကနေ9လအတွင်းမှာဈေးကွက်တင်မယ်လို့ပြောလိုက်ပါတယ် version 3ကိုသုံးဆွဲဖို့အတွက်ဆက်အစ်စ်ကတော့ဝယ်ရဖို့ရှိနေပါတယ်ဆိုတော့ version 2မှာသုံးခဲ့တဲ့ဂျူရူတွေကကမ္ဘာကနေကီလိုမီတာ9000กว่าဝေးပြီးတော့အခု version 3ရဲ့အာကာသ station နဲ့ဒီအာဂျူရူတွေကတော့ကမ္ဘာကနေကီလို3500ပဲဝေးမယ်လို့ဆိုပါတယ်ဆက်သွယ်မှုအရေးအသွေးနဲ့ ဲ့ဒီတက်ဆိုင်နဲ့လှိုင်းအကျယ်ပေါ့နော်ဒီ bandwidth ကလည်းဒီအရင်ကထက်ဆယ်ဆပိုသွားမယ်လို့ဆိုပါတယ်ဆက်သွယ်မှုစောင့်ဆိုင်းချိန်ကလည်း20မီလီစက္ကန့်အောက်ရော့ကျသွားမှာဖြစ်လို့ဒီ cable တွေနဲ့သုံးတဲ့ internet တွေလိုပဲစောင့်စရာမလိုတော့ဘူးလို့ဆိုပါတယ် American အစိုးရရဲ့ခွင့်ပြုချက်ရရင်တစ်နှစ်ကိုဂျိုရုပေါင်း9000ကနေ1000ကျားလွတ်တင်သွားဖို့ရှိတယ်လို့လဲ Elon Musk ရဲ့ SpaceX ကုမ္ပဏီကပြောပါတယ်ရှင် ဒီနေ့ရဲ့အစီအစဉ်ကိုတော့ဒီမှာပဲရက်နာမှာဖြစ်ပါတယ်တိုင်းသားဒေသတွေထဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမားတွေဆက်သွယ်မေးမြန်းချက်တွေအပြင်နိုင်ငံတကာနဲ့ဒေသတွင်းကသတင်းတွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျမတို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်